ာနာဆိုင်ရာဝန်ထမ်းအောင်အော်ဖရိတ်တောင်းပနာပရင်လင်ထူထော်ရေးလုပ်ငန်းတီကိုအေအေကအရှင်မောင်းလှုပ်ဆောင်နေပါတယ်ရခိုင်ပြည်နယ်မြေအများစုကိုတင်ပိုက်ထိရှုပ်ထားရအေစာလမ်းမှာအာရခပြည်သူတော်လန်ရဲ့ဆိုရတရဲထူထောင်မနာအုတ်ချိုရရန်တရာတိခိုင်မာစီဘုံနဲ့ဌာနဆိုင်ရာလုပ်ငန်းတီကိုအောင်တိုက်အတိုက်အကောင့်တီဖို့ဆောင်ရွက်လာနေပါတယ်အာရခပြည်သူတော်လန်ရဲ့ဆိုရရခိုင်ပြည်မှာ ပေသူဝန်ဆောင်မှုလုပ်ငန်းတီဖိတ်တဲ့ပညာရေးကျင်းမာရေးစေပေါင်းအခွင့်အမင်းသက်စားရဌာနတီမှာဝန်ထမ်းတီဆက်တိုက်ခွေယူနေစာလေးဖိတ်ပါရယ်မေလပထမပဲကစားလို့အရဟတ်ပေသူကျင်းမာရေးဌာနမှာတာဝန်ထမ်းဆောင်ဖို့အတွက်ကျင်းမာရေးလုံတော့ဝန်ထမ်းအဟုန်တီနဲ့ဝန်ထမ်းအသိတိကိုရှောက်လာခွေယူနေလို့ရခိုင်ပြည်ကျင်းမာရေးအသံဝင်ကတည်ရပါရယ်လဲဟင်းကျင်းမာရေးဌာနခရစ်ကန်နေရာထူအတွက်ခွေယူစာမှာတက္ကသိုလ်ဝန်ထမ်းအောင်မွန်ရီလူအသက်60နှစ်ကနေ30နှစ်ကလူငယ်ရှိတီ6ထပ်နေလို့တည်ရပါရယ် ယောင်ပရောင်တခေါဌာနဆိုင်ရာဒီဖိုက်တဲ့ပညာရဲအခွင့်စေပံရိဌာနတီမှာလေဝန်ထမ်းဟောင်းတီနဲ့ဝန်ထမ်းသိမ့်လူငယ်တီကိုတာဝန်ထမ်းဆောင်ဖို့ခေါ်နေပါတယ်။ဘရိခရီအေဘီလာကလည်းအာရခတက်တို့ထိရှုပ်ထားရမျိုးနေတီမှာ2019 2020ခေါက်ပညာတောင်းတဲ့အတွက်စာတောင်ကျောက်တီပရင်လို့ဖွင့်လိုက်ပြီးသားကပညာရဲကိုစနေတကျလေပန်းနိုင်ဖို့အတွက်အာရခပညာရဲဌာနကဆရာဆရာမအဟောင်းတီဝန်ထမ်းတီကိုခေါ်ထားပါတယ်။ရခိုင်ပြည်မှာကျမရီဌာနအပါအဝင်ဌာနဆိုင်ရာတီမှာဝန်ထမ်းတီခေါ်ယူနေကြရတဲ့ အစိုးရတဲ့အနေနဲ့ပုံမှန်လေပန်းနိုင်ဖို့အယူနေကြဖြစ်တယ်လို့ရဟိုင်းနိုင်ငံရင်းအကြီးအကဲသူတီကရှုံးမှန်ခဲ့ပါရယ်